ရန်ရဲ့မူဝါဒတွေပတ်သက်ပြီးအမေရိကန်နိုင်ငံတော်ကဆန္ဒပြမှုတွေပြင်းထန်ဖြစ်ပွားနေပါတယ်။သမ္မတထရန်ရဲ့မူဝါဒကိုစတင်ကြောင်းအမေရိကန်မျိုးကြီးတချို့မှလူထောင်နဲ့ချီစုဝေးဆန္ဒပြကြပါတယ်။ AP စကွေးနဲ့ကမြို့တော်ဝါရှင်တန် DC ပါဝင် မျိုးကြီးတွေမှပြလို့တဲ့ဆန္ဒပြပွဲဒီမှာပါဝင်သူတွေဟာထရန်ဆိုရကရွှေပြောင်းချေကျန်နေနေတော့ဆိုရဝန်ထမ်းတွေကိုလှုပ်ထုတ်တာပြင်ဂါဇာနဲ့ယူကရိန်းစစ်ပွဲဆိုင်ရာမူဝါဒတွေကိုပါဆန့်ကျင်ခဲ့တာဖြစ်ပါတယ်။ အင်ဖြူရရှိမှလူစုတဲ့ဆန္ဒပြပွဲဒီမှာတော့အလို့သမားဒီမှာလည်းလောက်ပိုင်ခွင့်ရှိတဲ့ကြောင့်ဘရင်လိုအုပ်စိုးနေတာလက်မခံကြောင်းကြွေးကြော်သလိုအစ္စရေးကိုလက်လက်တဆင်တာတွေရတန်းကရက်ဖို့တောင်းဆိုနေပါတယ်ဆန္ဒပြသူတွေထဲမှာရွှေပြောင်းခြေချသူတွေရဲ့အခွင့်အရေးအတွက်တောင်းဆိုသူတွေပါလက်စတိုင်းကိုထောက်ခံသူတွေလည်းပါဝင်ပါတယ်အလားတူဆန္ဒပြပွဲတွေဟာနယူးယောက်၊ချီကာဂိုနဲ့နောက်ထပ်ဒါဇင်ကြီးတဲ့မြို့တွေမှာလည်း AP 19ရက်နေ့ကပေါ်ပေါက်ခဲ့ပါတယ်။ ဆန်ဖရန်စစ္စကိုမှာတော့ရာချီတဲ့ဆန်နောက်ပြသူတွေစုဝေးပြီးထရန့်ကိုတရားဝင်ဆွဆွဲဖြစ်တယ်မို့ရာဒူးနေရာကနေဖယ်ရှားဖို့တောင်းဆိုတဲ့စာသားတွေကိုပါပုံဖော်ကြပါတယ်။ခန့်ဟာဇန်နဝါရီလမှာသမရဖြစ်လာခြင်းကလေးကယူကရိန်းနဲ့ဥရောပမဟာမိတ်တွေပေါ်စိန်ကာပြတ်တောက်တဲ့သဘောထားတွေပြသလာပြီးဂါဇာစစ်ပွဲမှာတော့အစ္စရေးကိုအလွန်ကြုံလိုက်ရောကူညီမှုတွေရှိလာပါတယ်။အခုအေဘီလာဆိုရင်တော့ထရန့်သမရဖြစ်တာဟာ 3လဝန်းကျင်လောက်သာရှိပါသေးတယ်။နောက်ပြင်အမေရိကန်ကိုတရားမဝင်ရောက်ရှိခိုးလုံနေသူတွေကိုဖြုတ်ခွင်းပြီးနေနေနဲ့နေရပြောင်းဖို့တဲ့အစီအစဉ်တွေကိုအင်တိုက်အားတိုက်လှုပ်ဆောင်လာနေပြီ။သူ့ရဲ့နိုင်ငံရေးမဟာမိတ်အီလိုမတ်စ်ကဟူးဆောင်ပြီးတော့ဆွေရဝန်ထမ်းပေါင်းနှစ်သိန်းကျော်ကိုလည်းလောက်ကထုတ်ပယ်ထားပါတယ်။ Elon Musk ရဲ့ Tesla ဟာဆိုရ30 trillion short ချရေးဆိုတဲ့ခေါင်းစဉ်အောင်မှာ Federal ဆိုရ Agency ချုပ်ကပြီးဖြတ်သိမ်းဖို့စီစဉ်နေကြပါလေ ဒီကြားထဲမှာပဲ Trump ကို Republican တွေထောက်ခံမှုကတော့တဟုန်လို့ကိုမြင့်တက်နေတာကလည်းအာသင့်စရာပါပဲ Trump ထောက်ခံသူတွေကတော့ Trump ဟာ American အပြောင်းအလဲကိုတကယ်လုံနေတဲ့ပုံကိုဆိုပြီးတော့သူ့ကိုဝိုင်းဝန်းထောက်ခံနေကြတာဖြစ်ပါတယ်နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ် Ukraine စစ်ပွဲကို나이30အပြည့်ရကြောင်းရုရှားသမ္မတပူတင်ကတဖက်သက်ကြေညာပါတယ် ဒီကကတော့ Easter ပွဲကြောင့် Ukraine စစ်ပွဲကို나이30ပြည့်တာလို့ပူတင်ကပြောပါလေ나이30ကြာပြည့်ခတ်ရစေကိုတနင်္ဂနွေနေ့မော်စကိုစံတော်ချိန်22နာရီထိအကျုံးဝင်မှာဖြစ်ပြီးရုရှားတပ်တွေအနေနဲ့ဖြစ်နိုင်ခြေရှိတဲ့အပြည့်ရဲ့ချိုးဖောက်လာမှုတွေအတွက်ကြိုတင်ပြင်ဆင်ထားဖို့ပူတင်ကညွှန်ကြားထားပါလေရုရှားဘက်ကအပြည့်ရထားတဲ့ချိန်မှာယူကရိန်းဘက်ကဘလို့စည်ရေးလှုပ်ရှားမှုကိုမဆို့ တတိထားဆောင်ကြီးကိုပူတင်ကပြောထားပါလေယူကရိန်းအနေနဲ့ပြစ်ခတ်ရစေးရေးကိုလိုက်နာပေးမယ်ရုရှားကချိုးဖောက်နေတယ်လို့ယူကရိန်းသမ္မတဇီလင်စကီးကပြောပါလေတကယ်လို့ရုရှားကအပြည့်အဝချွင်းချက်မရှိတိုက်ခိုက်မှုရပ်မယ်ဆိုရင်ယူကရိန်းဘက်ကလည်းရပ်မယ်လို့ဇီလင်စကီးကပြောပါလေယူကရိန်းရဲ့လုံဆောင်ချက်တွေကိုအချိုးညီညီပြုလုပ်သွားမှာဖြစ်ပြီးရက်30ပြစ်ခတ်ရစေးရေးအဆိုပြုချက်ဟာ စပွဲဝိုင်းပေါ်မှာအသင့်ရှိနေပြီရုရှားဘက်ကလာဖို့လိုတော့တယ်လို့ဇီလင်စကီကဆိုပါတယ်လက်ရှိနိုင်30ပြည့်ရစရေကို AB ရဲ့20ကျော်လုံးပြီးတတန်းတိုးဖို့အဆင်သင့်ဖြစ်နေတယ်လို့ပြောပါတယ်ဒါဟာယူကရိန်းကသဘောတူထားပြီးဖြစ်တဲ့ရ30ပြည့်ခန့်ရစရေအတွက်အမေရိကန်ရဲ့အစောပိုင်းအဆိုပြုချက်ကိုရှင်းညွှန်းဖို့ရပါတယ်ဒါပေမဲ့ပူတင်ဟာ သူ့ရဲ့လုပ်ရည်နဲ့မကိုက်မီတဲ့သူ့ရဲ့ပြောဆိုချက်တွေဟာတမိုင်းကြောင်းနဲ့ချီပြီး လောက်ရက်တွေပေါ်ကြည့်တော့မယ်လို့ Zelensky ကပြောပါတယ်ဒီလိုတိုက်ပွဲတွေအားကြီးရဖို့ရုရှားရဲ့ရုတ်တရက်ကြီးညာမှုကပထမအကြိမ်တော့မဟုတ်ဘူးဗျ2023ဇန်နဝါရီလကလည်း Autodoc Christmas ကာလမှာပြည့်ခတ်ရစေးကြီးကျိုးပန့်ခဲ့ပုံမဲ့နှစ်ဖက်ဆွေးနွေးဆွေးနွေးနေအပြည့်ပြည့်ခတ်ရစေးကြီးဟာရစဲသွားတာပဲဖြစ်ပါလိမ့်မေဂန်သမားထရန်ကတော့ယူကရိန်းမှာငြိမ်းချမ်းရေးရဖို့ကပျော်လင့်နေစေပဲလို့ဆိုပါတယ် ယူကရိန်းနိုင်ငံမှာငင်းကြေးရရှိဖို့နဲ့ပတ်သက်လို့နိုင်ငံခြားရေးဝန်ကြီးမာကိုရီရဲ့သတိပေးချက်ကိုသမ္မတထရန့်ကဖြည့်ဆွတ်ပြောပါတယ်။ယူကရိန်းနဲ့မရုရှားကငင်းကြေးရဖို့ကြံ့ကြောင်လို့အမေရိကန်ကတော့စိတ်ဆက်မိနိုင်စပွဲပိုင်းကနေထောက်ခွာသွားမယ်လို့ထန့်ကဆိုပါတယ်။သူတို့ဘာတွေခက်ခဲနေလဲ။သူတို့ခက်ခဲနေကျွန်တော်တို့ဒီကိစ္စနဲ့အချိန်မကုန်တော့ခံတော့ပါဘူး။ကျွန်တော်တို့စိတ်ဆက်မိနိုင်စပွဲပိုင်းကနေထောက်ခွာမယ်လို့အင်ဖြူတော်မှာတင်းထောက်တွေကိုပြောပါတယ်။ တွဲဆောင်ဆွေးနွေးမှုတွေဆက်လက်ပြုလုပ်လို့တဲ့ဆန္ဒကိုထံကထုတ်ဖော်ပြောဆိုခဲ့ပြီးတော့အမေရိကန်နိုင်ငံကပဋိပက္ခအဆုံးသတ်တာမြင်တွေ့လိုတယ်လို့ပြောပါတယ်ယူကရိန်းနဲ့ရုရှားကြားစစ်ပွဲအဆုံးသတ်မှုမဖြစ်နိုင်ဘူးလို့အစိုးရပိုင်းကလေးကနိုင်ငံခြားရေးဝန်ကြီးမာကိုရီယိုကပြောထားပါတယ်ယူကရိန်းစစ်ပွဲအဆုံးသတ်ရေးဟာတရင်ပတ်လာနဲ့ချီကြလာအောင်ကျွန်တော်တို့ကြိုးပမ်းနေမှာမဟုတ်ဘူးလို့သူကဆိုပါတယ်။နေတိုးဖွဲ့တွင်မှကျွန်မရူတာနဲ့ဖုန်းပြောဆိုမှုမှာလည်းသူကအလားတူရှင်းပြခဲ့ပြီး မကြာမီငင်ကြေးရရှိရင်အမေရိကန်နိုင်ငံကထောက်ခံနိုင်တယ်လို့ပြောဆိုထားပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။ငလင်ကျောင်းဘန်ကောက်မှာအထက်30မြင်းရှိစောင်းလုပ်စဲစင်းရင်စစ်ချုပ်ယုံကြည်ပြိုကျမှုမှာတရုတ်ကုမ္ပဏီမှတာဝန်ရှိသူတွေကိုထိုင်းအာဏာပိုင်တွေကဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။ထိုင်းနိုင်ငံမှာပလောက်တွင်းကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းမြင်းငလင်ကျောင်းစောင်းလုပ်စဲအထက်30အမြင့်ရှိတိုက်ကြီးပြိုကျမှုမှာစောင်းလုပ်ရေးတာဝန်ခံတရုတ်နိုင်ငံသားတို့ကို ဖက်စီထိန်းသိမ်းထားတယ်လို့ထိုင်းအနာပိုင်းတွေကပြောပါလေမလ28ရက်နေ့ကမြန်မာနိုင်ငံအလဲပိုင်းကိုဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင့်ဘန်ကောက်မှာရှိတဲ့စောက်လုံးစဲတိုက်ပြိုကျခဲ့တာပဲဖြစ်ပါလေအဒီစောက်လုံးစဲတိုက်ပြိုကျမှုမှာလက်ရှိချိန်ထိလူပေါင်း48ဦးသေဆုံးခဲ့ပြီးလူ40ကျော်ပျောက်ဆုံးနေစေဖြစ်ပါလေပျောက်ဆုံးနေသူ40ကျော်ကလည်းအသက်ရှင်မှုအတွက်မျှော်လင့်ချက်ကမရှိသလောက်အနေပေါင်းနေပြီဖြစ်ပါလေ ဒီထက်မြင့်တက်ကြီးကိုစောင့်လို့ရမှာထိုင်းစောင့်လို့ရကုမ္ပဏီကြီးတစ်ခုအနေနဲ့တရုတ်ဆိုရပိုင်ကုမ္ပဏီရဲ့ပြည်တွင်းလုပ်ငန်းခွဲတစ်ခုတို့ကြားဖက်ဆက်တည်ဆောက်နေတာဖြစ်ပါတယ်။ဖန်စီယာမီတဲ့တရုတ်မျိုးသားဟာတရုတ်ကုမ္ပဏီကိုလက်ပတ်ဖို့ထိုင်းနိုင်ငံသားတွေရဲ့နာမည်ကိုတရားမဝင်အသုံးပြုမှုတွေရှိတယ်လို့ထိုင်းရဲတွေကပြောပါတယ်။အာနာပါနီယာကုမ္ပဏီမှုဆောင်ရဲ့တင်ပြရကိုလည်းရှာဖွေနေပြီးတိုက်ပြုတ်ကြမှုဖြစ်စေတဲ့တရားမဝင်လှုပ်ဆောင်မှုတွေရှိမှရှိစုံစမ်းစစ်ဆေးမယ်လို့ဆိုပါတယ်။ အဆောင်အုံအတွက်တမဏိတင်သွင်းတဲ့တရုတ်ကမ္ပဏီတာဝန်ရှိသူတွေကိုစောင့်လို့ရမှာတုံးတဲ့ကုန်ကြမ်းတချို့ခိုင်ခံမှုစံနှုန်းတွေနဲ့မကန့်ညီလို့ AB 7ရက်နေ့ကလေးကသူ့ကိုရှာဖွေနေတာဖြစ်ပါလေ။သူဟာထိုင်းရဲတွေဖမ်းဆီးဖို့ရှာဖွေနေသူတွေကတယောက်ဖြစ်ပါလေ။ AB ငလင်ကြီးလောက်ခတ်မှုကြောင့်ထိုင်းနိုင်ငံမှာလက်ရှိချိန်ထိအထက်30ကျော်တိုက်ကြီးပြိုကျခဲ့ပြီးတဲ့နောက်တော့တိုက်တာအဝေးပေါင်းများစွာကိုလူနေထိုင်မှုတင်းမတင်း ချက်ချင်းဆိုလိုစစ်ဆေးခဲ့တယ်လို့သိရပါတယ်။နောက်ထပ်သတင်းပုတ်ပြောချင်ပါတယ်။ငင်းကျင်းရေးကို လိုလားပါတယ်လို့ထောက်ခံကြောင်းပြောနေတဲ့တရုတ်ရဲ့ပြောဟာလက်တွေ့နဲ့ဆန့်ကျင်ဘက်ဖြစ်နေပြီလို့အမေရိကန်ကဆိုပါတယ်။တရုတ်စစ်တပ်ရဲ့ဂျော်ဒီကမ်နီတခုကရှီမေဟူတီတွေကိုဂျော်ဒူတပ်ပုံတွေကိုညီပံပိုးနေတယ်လို့အမေရိကန်နိုင်ငံဂျာယီဝန်ကြီးဌာနပြောခွင့်ရမျိုးသမီးတယ်မီဘရုစ်ကသတင်းစာရှင်းပွဲမှာပြောလိုက်ပါတယ်။ ကမ္ဘာလုံးဆိုင်ရာငြိမ်းချမ်းရေးဖော်ဆောင်သူဖြစ်တရုတ်ကပုံဖော်ဖို့ကြိုးစားပေမဲ့တရုတ်ကမ္ဘီတွေဟာရှီမဲဟူသီတွေပါဝင်မြောက်ကိုရီးယား၊အီရန်နဲ့ရုရှားဆိုရာတွေအတွက်အဓိကလိုအပ်တဲ့စီးပွားရေးနဲ့စီးရင်းဒီပညာဆိုင်ရာအထောက်အပံ့တွေကူညီပေးနေတယ်လို့ဆိုပါတယ်။ယူကရိန်းစစ်ပွဲကိုဆက်လက်ဆင်နွှဲနိုင်ဖို့ရုရှားကလိုအပ်နေတဲ့ကူညီကိုတရုတ်ကမ္ဘီပါတီကပံ့ပိုးနေတယ်လို့မြောက်ကိုရီးယားပက်ထင်းတုံးတိဆောက်ရေးစီမံကိန်းနဲ့အီရန်ဆိုရာအတွက်လိုအပ်ချက်ကိုလည်း တနည်းနည်းနဲ့ပါဝင်ကူညီပေးနေတယ်ဆိုပါလေငင်းချင်းရေးကိုပဲလှလာထောက်ကနေလို့တရုတ်စူရရဲ့ပြောဆိုချက်ဟာလက်တွေ့လှုပ်ဆောင်ခြင်းနဲ့ဆန့်ကျင်ဘက်ဖြစ်နေတယ်လို့ဘရိတ်ကန်နိုင်ငံကြားရေးဝန်ကြီးဌာနပြောခွင့်ရမြို့သမီးကပြောသွားတာဖြစ်ပါလေနောက်ထပ်သတင်းပုတ်ပြောချင်ပါလေ55ရက်ကြာပြည့်ခတ်ရက်စဲဖို့အစ္စရေးနောက်ဆုံးကမ်းလှမ်းချက်ကိုဟာမတ်ဖွဲ့ကပယ်ချလိုက်ပါတယ်။အစ္စရေးနောက်ဆုံးကမ်းလှမ်းချက်မှာတော့ဒဇာကန်၁၀ရောက်လွတ်ပြေးနေ55ရက်ကြာပြည့်ခတ်ရက်စဲဖို့တွေပါဝင်ပါတယ်။ ဒီစာစစ်ပွဲဆုံးတဲ့ရေပါလက်စတိုင်းကျင်းသားတွေနဲ့အစ္စရေးတစားကနေလွှတ်ပေးရေးသဘောတူညီချက်ကိုပဲချက်ချင်းညှိနှိုင်းဖို့ပြင်ဆင်ထားတယ်လို့ဟာမတ်စ်တို့ကဆိုပါတယ်အစ္စရေးဝန်ကြီးနေတာညာဟိုရဲ့နိုင်ငံရေးအစီအစဉ်တွေကိုဖော်ဆောင်နေတဲ့ဒစိတပိုင်းသဘောတူညီချက်တွေကိုလက်ခံမှာမဟုတ်ကြောင်းဟာမတ်စ်ညှိနှိုင်းရင်မူခါလီအယ်ဟာရာကဆိုပါတယ်ဂါဇာမှာအစ္စရေးတစားက59ယောက်ဖမ်းဆီးခံထားရဆဲဖြစ်ပြီးသူတို့တွေက24ယောက်အသက်ရှင်နေသေးတယ်လို့ယူဆရပါတယ် ကလန်တကိုပယ်ချတာဟာဟာမတ်စ်ကိုအတွက်ကန်ဆိုးချိန်လို့အစိုးရအကြီးချုပ်ကပြောပါတယ်။ဒစိတ်တပိုင်းသဘောတူညီချက်တွေတောပြီးတော့တုတ်တင်ရှင်းလင်းနေငမုတ်ခေါပါမှုကိုဦးတည်တဲ့စစ်ပွဲကိုဆက်လုပ်မယ်ဆိုရင်အစ္စရေးတစားခဏိတာနစ်နာလိုက်မယ်လို့ဟာမတ်စ်မိနိုင်မှုကဆိုပါတယ်။ဒီတော်တွင်ဂါဇာမှာအစ္စရေးတိုက်ခိုက်မှုကြောင့်လူ38ဦးတေပြီးတော့အများစုမှာယာယီမိုးကာတွေအောက်မှာနေထိုင်နေတယ်။ပါလက်စတိုင်းရဲ့သားတွေဖြစ်တယ်လို့ဟာမတ်စ်ဂျမ်းမာရေးအာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။နောက်ထပ်သတင်းပို့ပြောခြင်းပါတယ်။တာလီဘန်အဖွဲ့ကိုကျမ်းဖတ်စင်ကနေပယ်ဖြတ်မယ်ဆိုပြီးရုရှားကပြောလာပါတယ်။အာဖဂန်နစ္စတန်ကိုထိန်းချုပ်ထားတဲ့တာလီဘန်အဖွဲ့ကိုကျမ်းဖတ်ဖွဲ့စည်းဖြစ်ကနေရုရှားတရားရုံးချုပ်ကပယ်ဖြတ်လိုက်ပြီးတော့အဖွဲ့နဲ့ပတ်သက်တဲ့တောင်းမြင့်ပိတ်ပင်ချက်တွေကိုရုပ်သိမ်းလိုက်ပါတယ်။ရုရှားဟာတာလီဘန်ကို ကျန်းဖက်ဖွဲ့ဖြင့်2003ခုနှစ်ကစီးရင်သွင်းသတ်မှတ်ခဲ့တာပါ 2021မှာတော့ American တပ်တွေရုတ်သိမ်းမှုနဲ့တူ Taliban ဟာအာဏာပြန်ရရှိခဲ့ပါတယ်။ Russia တရားဥပဒေဆုံးဖြတ်ချက်ဟာနှစ်နိုင်ငံကြားနိုင်ငံရေးနဲ့စီးပွားရေးဆက်ဆက်ရေးတွေထူထောင်မှုဥပဒေဆိုင်ရာအတားစီးတွေကိုဖယ်ရှားပေးလိုက်တာလို့ Afghan ဆိုင်ရာ Russia ထူးတန်မန်ကပြောပါတယ်။ဒီဆုံးဖြတ်ချက်ပေါ်အာဖဂန်နိုင်ငံကြီးဝန်ကြီးကလည်းကြိုဆိုကြောင်းထုတ်ပြန်ထားပြီးနှစ်နိုင်ငံကြားသိတာထင်ရှားတဲ့ဆက်ဆံရေးတိုးတက်မှုဖြစ်တဲ့ဆိုပါတယ် အာဖဂန်နဲ့ဆက်ဆံရေးတည်ဆောက်ဖို့ညွှန်းလဲထားကြောင်းပူတင်ကပြီးခဲ့တဲ့ဘဝင်ပါလာမှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။အာဖဂန်မှာချင်းနေတဲ့ဒီနေနေတဲ့ဆိုတာသတိပြုမိတယ်လို့ပြောပါတယ်။ပူတင်ဟာကြမ်းဖက်မှုတံပြန်ရေးလိုကဏ္ဍတွေမှာတာလီဘန်တို့နဲ့ပူးပေါင်းမှုမြင့်တယ်ဖို့ရှိတယ်လို့အကဲခတ်တွေကသုံးသပ်ထားပြီးရုရှားနဲ့အစ္စလာမစ်တိုက်ခိုက်မှုတွေမကြောက်ခနောက်ဆိုသလိုဖြစ်နေပါတယ်။တာလီဘန်ဖွဲ့အနေနဲ့လည်းနိုင်ငံခြားစီးပွားရေးပူးပေါင်းဆောင်ရွက်မှုဖြင့်အာဖဂန်နစ္စတန်မှာခြေစားတဲ့ IS ဖွဲ့တွေကိုနှိမ်နင်းဖို့ရုရှားနဲ့ပူးပေါင်းမှုဆန္ဒရှိကြောင်းလေးလာသူတွေကသုံးသပ်ထားပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။ကနေဒါနိုင်ငံကိုပြပဝင်ရောက်ဆွတ်ဖတ်မှုတရုတ်ကအကြီးမားဆုံးချင်းချောက်မှုဖြစ်နေတယ်ဆိုပါတယ်ကနေဒါမှာပြပဝင်ရောက်ဆွတ်ဖတ်မှုနဲ့ပတ်သက်ပြီးတရုတ်နိုင်ငံဟာအကြီးမားဆုံးချင်းချောက်သူဖြစ်နေပြီးတော့အာတိတ်မှာပေါ်ပေါက်တဲ့ချင်းချောက်မှုတစ်ခုလည်းဖြစ်တယ်လို့ကနေဒါဝန်ကြီးချုပ်အသစ်မက်ကန်နေကပြောပါတယ်ကနေဒါရဲ့အကြီးဆုံး လုံခြုံရေးချိန်ညှမှုကတရုတ်ဖြစ်တယ်လို့ AP28 ရွေးကောက်ဝယ်မှတိုင်ပင်ကပြုလုပ်တဲ့ဆွေးနွေးပွဲမှာဝန်ကြီးချုပ်ကန်နေကဆိုပါတယ်ဒီလိုဝင်ရောက်စစ်ဖက်မှုကိုတံပြန်ရမယ်လို့သူကပြောပါတယ်ယူကရိန်းစစ်ဘက်မှာရုရှားဘက်ကလည်းယက်တီတဲ့အတွက်တရုတ်ကိုသူကဝေဖန်ခဲ့ပြီးထူးသဖြင့်အာရှတလွားနဲ့ထိုင်ဝမ်အတွက်တရုတ်ရဲ့ချိန်ချမှုကကြီးတယ်လို့ကနေဒါဝန်ကြီးချုပ်ကသတိပေးထားပါတယ်တရုတ်ဟာပထဝီနိုင်ငံရေးအရအကြီးမားဆုံးချိန်ချမှုဖြစ်တယ်လို့ဆိုပါတယ် အော်တိုဝါမှာရှိတဲ့တရုတ်တန်ရုံကတော့ဝန်ကြီးချုပ်ရဲ့မှတ်ချက်နဲ့ပတ်သက်ပြီးတုံ့ပြန်တာမရှိသေးပါဘူး။မက်ကာနီရဲ့ Liberal Party ဟာမဲဆွေစီဝေးနောက်ဆုံးနေ့ချိန်နှီးကပ်လာခြင်းမှာလူမှုထောက်ခံမှုမြေတနေကြောင်းယူကော့ဗက်စတန်ကဆိုပါတယ်။လက်ရှိမှာတော့ကနေဒါဟာလကာလာရှိမဟာမိတ်အမေရိကန်နဲ့ကုန်သွယ်ရေးစစ်ဖြစ်နေပြီးကနေဒါမော်တော်ကားတွေတမိနဲ့အလူမီနီယံသွင်းကုန်တွေပေါ်မှာအမေရိကန်ရဲ့အခွန်ကောက်ခံမှုကိုလက်တော့ပြန်ခွင့်နဲ့ချမှတ်တာပါလေ။ ဝန်ကြီးချုပ်ကနေကတော့ကနေဒါနဲ့ကမ္ဘာစီးပွားရေးအင်အားကြီးအမေရိကန်သို့မဟုတ်တရုတ်တို့ကိုကြော်လွန်ပြီးဥရောပအာဆီယံနဲ့အခြားကုန်သွယ်မှုခွင့်လန်းနေရှိနေပြီးပုံမနဲ့ဆိုင်စွာလှုပ်ဆောင်မယ်လို့ပြောနေပါတယ်။နောက်ထပ်သတင်းဘုတ်ပြောချင်ပါတယ်။အီရန်နျူကလ িয়ার စေယုံတွေကိုတိုက်ခိုက်ဖို့အစ္စရေးကဆက်လက်စီစဉ်နေပါတယ်။ဝန်ကြီးသမားထရန့်ကမထောက်ခံပေမဲ့အစ္စရေးဟာအီရန်နျူကလ িয়ার စေယုံတွေကိုတိုက်ခိုက်ဖို့ စီစဉ်ဆောင်နေစေဖြစ်တယ်လို့သိရပါတယ်။အီရန်ကနျူကလ িয়ার ပိုင်ဆိုင်ခွင့်ပေးမှမဟုတ်ဘူးလို့အီဇေဝန်ကြီးချုပ်နေတာညာဟုတ်ကသတိပေးထားပြီးအီရန်နဲ့ဆက်ဆက်နေမှုတိုင်းဟာနျူကလ িয়ার စီစဉ်ကိုအပြီးတိုင်ဖြတ်သိမ်းပြေးပဲဖြစ်တယ်လို့ဆိုပါတယ်။အခုနှစ်နွေဓမ္မဟုတ်နွေကာလမှာအီရန်နျူကလ িয়ার စေဝန်တွေကိုတိုက်ခိုက်ဖို့ရွေးချယ်စရာတွေကိုအမေရိကန်စိုးရဲကိုအစ္စရေးကအဆိုပြုထည့်လို့သိရပါတယ်။အစီအစဉ်ထဲမှာမတူကွဲပြားတဲ့လေတောက်တိုက်ခိုက်မှုတွေကွန်မန်ဒိုစစ်စီရဲတွေကိုပေါက်ဆက်ပေါင်းပါတယ်။ဒါဟာအီရန်ရဲ့နျူကလ িয়ার လက်နက်ထုတ်လုပ်ရေးကို ကြံကြောက်သွားရှိနေတယ်ဆိုပါလေရေဂန်နေနဲ့အီရန်ရဲ့တန်မှန်ရေးဆင်းမှုကိုဦးစားပေးလို့ဆောင်လုပ်ပြီးရေတိုတက်တော့နျူကလ িয়ার ဆေးရုံတွေတိုက်ခိုက်မှုကို ထောက်ခံဖို့စံနှုန်းမရှိဘူးလို့ဒေါ်နယ်ထရန့်ကပြောပါလေဒါပေမဲ့အစ္စရေးတောင်းရှိသူတွေကတော့အီရန်ပေါ်ကန့်သက်နဲ့တိုက်ခိုက်နိုင်မယ်လို့ယုံကြည်ထားပါတယ်ရေဂန်ရဲ့ပံ့ပိုးမှုမရှိနိုင်တာကြောင့်ကနဦးဆိုပြထားတဲ့တိုက်ခိုက်မှုဟာရောနေနိုင်တယ်လို့စောင့်ကြည့်သူတွေကပြောပါလေလက်ရှိမှာတော့အမေရိကန်နဲ့အီရန်ကြား ဒီလနိုင်ငံရောမမှာဒုတိယအကြိမ်မြန်နျူကလ িয়ার ဆွေးနွေးပွဲလုပ်ဖို့အစီအစဉ်ထားတာဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။ဆိုဒန်နိုင်ငံမှာပြိပကတွေကြောင့်လူ၁၃သန်းနီးပါးအဝင့်ဆုံးခွာထွက်ပြေးခဲ့ရတယ်လို့သိရပါတယ်။ဆိုဒန်နိုင်ငံလက်ရှိကမ္ဘာပေါ်မှာပြင်းထန်ဆုံးအိုးမဲအိမ်မဲအကျဲတဲနဲ့ရင်ဆိုင်နေရပြီးနိုင်ငံတွင်းပြိပကတွေကြောင့်လူပေါင်း၁၃သန်းနီးပါးအဝင့်ဆုံးခွာထွက်ပြေးခဲ့ရပါတယ်။ အမီဆောင်လိုင်းနေကစားပြီးအနည်းချင်းနိုင်ငံလေးစီဖက်ပြေးတင်းရှောင်းနေရသူ၄သန်းနီးပါးရှိတယ်လို့ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီကသတင်းထုတ်ပြန်ပါတယ်။တောင်ဆူဒန်၊ချက်နဲ့ယူဂန်ဒါတို့လိုနိုင်ငံတွေကဒုက္ခသည်စခန်းတွေမှာအထူးသဖြင့်ထိခိုက်လွယ်တဲ့မြို့သမီးတွေနဲ့ကလေးငယ်တွေပါဝင်လူတွေဆူဆူဝါးဖြစ်ကျင်နေပြီးဆူဒန်နိုင်ငံထဲမှာတန်ရှင်းတဲ့သက်သွေရဖို့တော့မှရုန်းကန်နေရတယ်လို့ UNHCR ကဆိုပါတယ်။ရှေ့ဘက်ကနေတခြားမှာရှိတဲ့ဆူဒန်စစ်တပ်ဟာတိုက်ခိုက်တိုက်ရိုက်တိုက်ခိုက်ခံရတာမဟုတ်ပေမဲ့ ဆူဒန်ဒုက္ခသည်တွေအတွက်အဲ့ဒီနေရာဟာတည်ငြိမ်တဲ့အတွက်ကြောင့်အဓိကစုဝေးရနေရာဖြစ်နေပါလေဒေသဆိုင်ရာအနာပါဏိကဒါဇင်ချီတဲ့ဒုက္ခသည်စကန်နေထူထောင်ထားပြီးလက်ရှိမှာတော့ထွက်ပြေးလာသူနှစ်သိန်းကျော်အတွက်ခလုံးစရာနေရာတွေပေးထားတယ်လို့သိရပါလေနောက်ထပ်သတင်းမျိုးပြောချင်ပါလေအမေရိကန်ရဲ့အခွန်စည်းကြမှုကိစ္စနဲ့ပတ်သက်ပြီးတော့အာဆီယံရဲ့စီးလုံးညီမှုကိုထိုင်းဝန်ကြီးချုပ်ပီတိုနက်ရှင်နယ်ဝတ်ကထောက်ခံမှုအသိရှိကြောင်းပြောပါလေ ကျွန်တော်မင်းနီကဆိုရရင်တော့မှမလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟန်နဲ့တွေ့ဆုံပြီးနောက်အခုလိုပြောတာပါမလေးရှားဝန်ကြီးချုပ်ဟာထိုင်းဝန်ကြီးချုပ်ရဲ့ဖိတ်ကြားချက်အရထိုင်းနိုင်ငံကိုနှစ်ရက်ကြာလို့သဘောခီးစဉ်ပြီးရောက်ရှိနေတာဖြစ်ပါလေထိုင်းဝန်ကြီးချုပ်ဟာမလေးရှားနိုင်ငံကိုလည်းပဲရောက်ရှိစဉ်ကလည်းခေါင်းဆောင်လို့ပထမဆုံးဆက်သွယ်ရပြီးတော့ဖုန်းနဲ့ဆက်သွယ်ပြောဆိုခဲ့တယ်လို့ဆိုပါတယ်ပေဒိုနက်ရှင်နယ်ဘက်ကအမေရိကန်ရဲ့ခုံစည်းချက်မှုကိုကင်လွယ်ဖြစ်ရှိမှုအာဆီယံအဖွဲ့တွေဘလို့ပူးပေါင်းဆောင်မလဲဆိုတော့ဆွေးနွေးခဲ့ပြီးအာဆီယံဖွဲ့ဝင်နိုင်ငံတွေရဲ့စုစုပေါင်းလူဦးရေအသန်း680ခန့်ဟာ ကြီးမားတဲ့ဈေးကွက်ဖြစ်နေပြီးထည့်သွင်းတချက်မဲ့အင်အားစုဖြစ်ကြောင်းပြောဆိုဆွေးနွေးခဲ့ပါတယ်။ဒီကိစ္စကိုလာမယ့်အာဆီယံစီးနင်းပွဲမှာဆွေးနွေးတော့ပါမယ်။ပေါ်နေငါအလုံးရဲ့ကျိုးစီးပွားအတွက်အာဆီယံဖွဲ့ပေါင်းစည်းရေးဆိုတဲ့ယူဆကိုထိုင်းကပံ့ပိုးဖို့အစဉ်သင့်ပါပဲလို့ International Work ကပြောပါတယ်။ဆေးဆက်သွင်းဖို့နိုင်ငံတွေကတန်းစီဆောင်ရွက်နေကြမှာထိုင်းနိုင်ငံပေါ်36ရာခိုင်နှုန်းစီးကျမှုပါဝင်အပြန်အလှန်ခုန်စီးကျမှုအားလုံးဆိုင်ကမှုကိုသမ္မတထံကကြေညာထားပါတယ်။ ဒါမဲ့ကွန်ပစီအလုံးပေါ်ဆရာကနေချေကန်အကောက်ခေါ်အမေရိကန်ကွန်ပျူတာနိုင်ငံအလုံးဒီပါအတွက်ကျောဝယ်စေပါဆွေးနွေးပွဲတွင်မှာအမေရိကန်ကိုတင်ပြဖို့သိလျော်တဲ့ဆိုပြချက်စုံလင်ရှိပါတယ်ဒါဟာနှစ်ဖက်လုံးအတွက်အပွဲခံတဲ့အခြေအနေပါလို့ထိုင်းဝန်ကြီးချုပ်ကပြောပါတယ်ထိုင်းနဲ့အမေရိကန်တို့ရဲ့ကုန်သွယ်မှုပုံငွေဟာယမန်နစ်ကဒေါ်လာ55ဒသမ6ဘီလီယံရှိပါတယ်အမေရိကန်ရဲ့ကုန်သွယ်နိုင်ငံအလုံးမှာစတဲ့ခုမြောက်အကြီးဆုံးကထိုင်းနိုင်ငံပါဗီဒိုရရှင်အဝကအလွာယူဘရာဟန်နက်ဆွေးနွေးရမှာတခြားအကြောင်းအရာတွေဖြစ်မလေးရှားနိုင်ငံ နာသူတို့ပြည်နယ်နဲ့ကိလနဲ့ပြည်နယ်ကြားတဘောဝနယ်မြေပြင်ဆောင်ရွက်မဲ့စီမံကိန်းတွေပါပါတယ်။အဲဒီစီမံကိန်းတွေ2029မှာပြည်စည်းဖို့လည်းဖြောင်းလိုက်ထားကြအောင်ပြည်ထောင်တန်ကပြောဆိုခဲ့တယ်လို့သိရပါတယ်။နောက်ထပ်သတင်းပုတ်ပြောချင်ပါတယ်။အင်ဒိုနီးရှားနိုင်ငံမှာဆစ်လီနဲ့ခြားတာဖို့ရုရှားရဲ့တောင်းဆိုမှုနဲ့ပတ်သက်ပြီးဩစတြေးလျကမေကိုထုတ်နေပါတယ်။အင်ဒိုနီးရှားနိုင်ငံပပူဝပြည်နယ်မှာ စစ်လေအင်းနေဖြန့်ကျစ်ချတာဘူးရုရှားကတောင်းဆိုထားတယ်ဆိုတဲ့သတင်းနဲ့ပတ်သက်လို့အော်စတြေးလျဂျီဂျိုအန်တိုနီအီဗာနီကအင်ဒိုနီးရှားဆွေရကိုစုံစမ်းပေးမြတ်ထားကြောင်းနီကေးအရှာမှာဖော်ပြပါတယ်။ကာကွယ်ရေးနဲ့စီးရေးဆိုင်ရာသတင်းတွေဖော်ပြတဲ့ James website မှာပါရှိတယ်။အဲဒီကိစ္စဟာအော်စတြေးလျရွေးကောက်ပွဲအတွက်လွှမ်းမိုးနေပါတယ်။ကျွန်တော်တို့ဒီသတင်းမှာရုရှားရဲ့အော်စတြေးလျမှုကိုလုံးဝမလိုလားဘူးလို့ဝန်ကြီးချုပ်အီဗာနီကပြောပါတယ်။ James ရဲ့သတင်းမှာတော့ရုရှားဆွေရကအင်ဒိုနီးရှားနိုင်ငံရဲ့ရှေ့ဘက်အကြဆုံးပြည်နယ်ဖြစ်တဲ့ ပပူအမရှိတဲ့အဆောက်အုံတွေမှာရုရှားလေကြောင့်ကာကွယ်ရေးတပ်ဖွဲ့ရဲ့လေရင်တွေကိုခြေဆက်ခွင့်ပြုဖို့တရားဝင်တောင်းဆိုမှုလုပ်ထားတယ်လို့သိရပါတယ်။အဲဒီပြည်နယ်အမေရိကန်မရိန်းတပ်ရဲ့ကင်းလက်တပ်ဖွဲ့တစ်နှစ်ကို6လကြာခြေဆက်လေးရှိတဲ့ဩစတြေးလျနိုင်ငံဒါဝင်ရဲ့မြောက်ဘက်ကီလိုမီတာ1200ခန့်အပေါ်မှာရှိပါတယ်။နှစ်ဆက်လာရောက်ရှိတဲ့အမေရိကန်ဘုံကျဲလေရင်တွေကိုလက်ခံနိုင်ဖို့ဩစတြေးလျလေတပ်စခန်းတွေကိုစစ်မြစ်နယ်လျက်ရှိပါတယ်။ တကယ်လို့အင်ဒိုနီးရှားဆိုရကဒါရုရှားချစ်တဲ့စခန်းတွေကိုလက်ခံလိုက်မယ်ဆိုရင်အမေရိကန်ဘုံကျက်လက်ရင်ကြီးတွေအတွက်ချင်းချောက်မှုဖြစ်လာနိုင်ပါလေခုထွက်ပေါ်တဲ့သတင်းနဲ့ပတ်သက်ပြီးဩစတြေးလျကအင်ဒိုနီးရှားကိုထပ်မံပေးမြန်ထားတယ်လို့အန်တိုနီအေဘာလီကပြောကြားပြီးမိမိတို့အဆိုအရအင်ဒိုနီးရှားဆိုရနဲ့ဆက်ဆက်ရေးကောင်းမှုမှာတယ်လို့ဆိုပါတယ်ဩစတြေးလျကဝန်ကြီးကြီးရီချတ်စ်မှာအင်ဒိုနီးရှားကဝန်ကြီးကြီးကသူတို့နိုင်ငံမှာရုရှားလက်တလုံးကြီးစကန်ချောက်ကလုံးဝလက်ခံမှာမဟုတ်ဘူးလို့ပြောကြားခဲ့ကြောင်းသတင်းတွေကတော့ဖော်ပြပါတယ် အင်ဒိုနီးရှားနိုင်ငံကြ ాయి ဝန်ကြီးဌာနကလည်းအဲ့ဒီသတင်းကိုလုံးဝမကြားမိဘူးလို့ပြောပါလိမ့်။ဒါပေမဲ့ရုရှားရုပ်မြင့်သံကြားသတင်းတစ်ခုမှာတော့ရုရှားဒုဝန်ကြီးချုပ်ဟာမြို့တော်ဂျကာတာမှာရှိတဲ့သမ္မတနယ်တော်မှာအင်ဒိုနီးရှားသမ္မတပရာဘိုဆူဘီယန်တို့နဲ့တွေ့ဆုံတဲ့သတင်းကိုဖော်ပြထားတဲ့အတွက်ဒါဟာစဉ်းစားရမယ့်ကိစ္စဖြစ်နေပြီလို့ဩစတြေးလျကပြောပါလိမ့်။ နောက်ထပ်သတင်းပုတ်ပြောချင်ပါတယ်။စင်ကာပူနိုင်ငံရဲ့ထရီရီကောက်ပွဲကိုလာမယ့်မေလ3ရက်နေ့မှာကျင်းပမယ်ဆိုပါတယ်။စင်ကာပူနိုင်ငံထရီရီကောက်ပွဲကိုမေလ3ရက်နေ့မှာကျင်းပမှာဖြစ်ကြောင်းရီကောက်ပွဲဌာနကကြညာထားပါတယ်ပါလီမန်ကိုလည်း AB 25ရက်နေ့ကလေးကဖြတ်သိမ်းလိုက်ပြီးမဲဆွဲကာလာတရားဝင်စတင်မယ့်နေ့ဟာ AB 23ဖြစ်တယ်လို့စင်ကာပူကြီးချုပ်ရုံးထုတ်ပြန်ကြမှာဖော်ပြပါတယ်လက်ရှိအာရယာပြပအရှင်ပါတီအဝန်ကြီးချုပ်လော်ရီဝေါကဦးဆောင်ပြီးရွေးကောက်ပွဲပေါ်မှာဖြစ်ပါတယ်ကမ္ဘာကြီးမှာကြီးမားတဲ့ အပြောင်းအလဲတွေကိုကျွန်တော်တို့မြင်တွေ့နေရပါတယ်။ပိုပြီးမသေးချာမတည်ငြိမ်ပိုပြီးမလုံခြုံတဲ့ခြေနေရောက်နေပါတယ်။လွန်ခဲ့တဲ့ဆယ်စုနှစ်တွင်စင်ကာပူရဲ့အောင်မြင်မှုကိုဖြစ်စေခဲ့တဲ့ကမ္ဘာအခြေအနေတွေဟာနောက်ထပ်မတည်မြဲနိုင်တော့ပါဘူး။ဒါကြောင့်အထွေထွေရွေးကောက်ပွဲကျင်းပဖို့ကျွန်တော်ခေါ်ယူခဲ့တာလို့ဝန်ကြီးချုပ်ကလူမှုကွန်ရက်မှာပြောပါတယ်။ဒီလိုရေးကြီးတဲ့အချိန်မှာစင်ကာပူနိုင်ငံသားတွေအနေနဲ့မိမိတို့နိုင်ငံကိုဥဆောင်ဖို့နဲ့ရှေ့ဆက်သွားမဲ့လမ်းအတူတူကပုံဖော်နိုင်မဲ့ အစိုးရတရက်ကိုရွေးချယ်တင်တယ်လို့သူကရေးသားထားပါတယ်။ဝီဂျီဂျိုဟော်လရှင်လုံးကလည်းဂျမနီမေလာဆန်ကိုင်းနေက PAP ပါတီကောင်ဆောင်အဖြစ်တာဝန်လွှဲပြောင်းပေးရခံရမှုကြောင့် Lawrence Wong ဟာစင်ကာပူနိုင်ငံရဲ့စတုထားမြောက်ဝန်ကြီးချုပ်ဖြစ်လာပါတယ်။ PAP ပါတီဟာ1965ခုနှစ်လွတ်လပ်ရေးရခြင်းကစပြီးပါလီမန်မှာနေရအများစုနဲ့အာဏာရပါတီဖြစ်ဆက်လက်တည်ရှိနေပြီးမဲ့ဘောကာပါတီဦးဆောင်တဲ့တိုက်ခန့်အုပ်စုကမှာပုံမရရှိခဲ့ပြီးလာမယ့်ရွေးကောက်ပွဲမှာအောင်မြင်မှုပုံမရရှိဖို့ ရေးပန်းစားနေပါတယ်။အဲဒီရွေးကောက်ပွဲမှာ PAP ရှင်မြန်ခဲ့တဲ့မဲဆန်နာနဲ့63နဲ့မှာ83နဲ့အနိုင်ရရှိပြီးဝေါကပါထရူချာရရှိခဲ့ပါတယ်။ PAP ပါတီကမဲရီအတွက်အပြင်61.2ရာခိုင်နှုန်းကျဆင်းခဲ့ပြီးဒုတိယမြောက်အဆိုအဝါဆုံးရလက်ပါ2015ခုနှစ်က69.9ရာခိုင်နှုန်းနဲ့ရရရှိခဲ့ပါတယ်။အခုနှစ်မှာအမတ်နေရာ၄နေရာဒေါ်လာ69နေရာအတွက်ရှိပြန်မှာဖြစ်ပါတယ်။ရခင်ရွေးကောက်ပွဲမှာ30နေရာသာရှိခဲ့ရတာကအခုက တတိပုဂ္ဂလကုစလေအတွက်မဲဆန်တော်နဲ့15နဲ့ပါတီလိုက်မဲဆန်တော်နဲ့16နဲ့စုစုပေါင်းမဲဆန်တော်နဲ့33နဲ့ရှိမှာဖြစ်ပါတယ်။စင်ကာပူမှာအသက်21နှစ်နဲ့ထက်နိုင်ငံသားတွေမဖြစ်မနေပဲပြရပြီးမဲပေးခွင့်ရှိတဲ့သူ2.5တန်းမဲပေးကြလိမ့်မယ်လို့သိရပါတယ်။နောက်ဆုံးသတင်းမျိုးပြောချင်ပါတယ်။ AI နဲ့ဖန်တီးထားတဲ့မဖွဲမရဓာတ်ပုံတွေကို ရောင်းချလိမ့်အေးယူမယ်လို့ဂျပန်ကကြေညာပါတယ်။ AI တို့မြန်မာပြည်နယ်မှာဖွင့်ပေးတဲ့ပုံရောင်းစားသူလေးကိုလည်းဂျပန်ရဲ့တစ်ဖက်ကဖန်ဆီးခဲ့ပါတယ်။ ဒါဟာဂျပန်မှာတော့ဒီလိုကိစ္စကိုပထမဆုံးကြိမ်ဖြိုခွင်းလာတာပါအခုတရင်ဘတ်ဆော့ဘိုင်းကအွန်လိုင်းပေါ်မှာ AI အသုံးပြုပိုစတာတွေဖန်တီးပြီးကြော်ညာရောင်းချနေသူလေးကိုဖန်ဆီးခဲ့တယ်လို့တိုချိုရဲတပ်ဖွဲ့ကပြောပါတယ်အဖမ်းခံရသူတွေဟာအော်တိုဘလာကအဲ့ဒီပုံတွေကိုလေလံဝက်ဆိုက်ချွတ်မှာရောင်းချခဲ့တာဖြစ်ပါတယ်ဒီလိုရရစမှုမြောက်ပြီးထောင်နှစ်နှစ်ထိချနိုင်ပါတယ်ဒါပြင်ဒေါ်လာ18500ဝန်းကျင်လောက်လဲတန်းချနိုင်တယ်လို့ရဲရရှိတွေကပြောပါတယ်ရဲရအကြောင်းအရာသိမ်းစေကို ထုတ်ဖို့မပြောမယ် NHK ဒီနေ့ဌာနကတော့အဲ့ဒီလေးဟာပြမလောက်ကမှတကယ်မရှိတဲ့အရွယ်ရောက်ပြီးမျိုးသမီးတွေရဲ့ witness list ပုံရိပ်တွေကိုအခမဲ့အသုံးပြုလို့ရတဲ့ AI software တွေနဲ့ဖန်တီးပြီးရောင်းချခဲ့တာဖြစ်တယ်လို့ဖော်ပြသွားပါတယ်။အဲ့ဒီ AI နဲ့ဖန်တီးထားတဲ့ပုံတွေကိုအသက်20နဲ့50ကျော်ရဲ့မျိုးသားတွေကဒီပုံကိုရန်ွယ်ထောင်ကနန်းလောက်နဲ့ဝယ်ယူခဲ့တယ်လို့သိရပါတယ်။ deep fake လို့ခေါ်ပြီးလူတို့ရဲ့မျက်နှာအသံတို့ကိုပုံတို့အသုံးပြုဖန်တီးတဲ့ တက်ပုံဗီဒီယိုနဲ့အတန်းဖိုင်တွေအကြီးအသေးအရင်တွေ့တက်လာတာဟာ AI ခေတ်ရဲ့စိုးရိမ်စရာပြဿနာပဲလို့ပညာရှင်တွေကပြောပါတယ်။ Deepfake ဗီဒီယို66ရာခိုင်နှုန်းဟာကာကန်ရှင်သဘောဆန္ဒလုံးဝမပါပဲပြုလုပ်ထားတဲ့ညဉ့်ဉန်းပုံရိပ်တွေဖြစ်ပါတယ်။၂၀၁၉တုန်းကလည်း Netherlands AI company ကဒီကိစ္စနဲ့ပတ်သက်ပြီးသတိပေးချက်ထုတ်ပြန်မှုတွေလို့သိရပါတယ်။